မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဒီသမားလ30ရက်နေ့မှာကြာရောက်တဲ့ကရင်နဲ့တကူနေ့မနက်ပိုင်းမှာကရင်ပြည်နယ်ဖောင်ဖုံခရိုင်ထဲက နိုဖောတီရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတက်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNU တပ်မဟာ9နယ်မြေကတိုင်တိဒေသမှာစစ်ရေးတင်းမာနေတဲ့အချိန်ကတိုင်တိအနီးကရွာကိုလေကြောင်းကနေတက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လေကြောင်းကနေတက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုကိုအသေးစိတ်မသိရသေးပေမယ့်ကတိုင်တိဘောကျိုလဲရွာတွေကဒေသခံတွေဟာကမာမောင်းတဲ့မြန်ကြီးငူဘက်တွေစီကိုစစ်ဘေးတိတ်ဆောင်နေရတယ်လို့သိရပါတယ်။ KNU တပ်မဟာ9နယ်ပူးပေါင်းတပ်တွေဟာ ဖာပေါ်ကတိုင်တိကမမောင်းလန်းကစစ်ကောင်စီရဲ့တောင်သုံးလုံးစင်စွဲစခန်းတို့ကိုတင်ယူပြီးတဲ့နောက်ကြံရှိနေတဲ့ကတိုင်တိစခန်းကိုဒီဇမလ26ရက်နေ့မှာစတင်တိုက်ခိုက်နေပြီလို့တမဟာ9ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကလေးတို့ကပြောဆိုထားပါတယ်ကတိုင်တီစခန်းကိုတိုက်ခိုက်မှုမှာ KNU ဘက်ကနေပြီးတော့ကရက်နယ်ကြားစောက်တက် BGF တက်နယ်တက်လက်အောက်ခံကတိုင်တီအခြေစိုက်ဘုံမူစောလာကြိုင်ဥဆောင်တဲ့အမတ်13ည13တရင်ကပါပူပေါင်းပြီးတော့တိုက်ခိုက်နေတယ်လို့သတင်းတွေထွက်ပေါ်လာပါတယ် BGF တပ်တွေပူးပေါင်းပါဝင်မှုရှိမှရှိကတော့အတိအကျမသိရသေးပါဘူးလို့ KNU တပ်မဟာ9ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကလေတို့ကဒီဇင်ဘာလ30ရက်နေ့မှာပြောပါတယ်ကရင်နေကြားဆောင်တပ် BGF တပ်ရဲ့ တက်ဖွဲ့စည်းပုံအရတက်နယ်တက်လက်အောင်မှာအမှတ်1 3ည1 1တက်ရင်1 3ည1 1တက်ရင်1 3ည1 3တက်ရင်နဲ့1 3ည1 4တက်ရင်တို့ပါရှိတယ်လို့သိရပါတယ်ကတိုင်တိစခန်းမကြဆုံးရဲ့အတွက်စစ်ကောင်စီတက်ကကမမောင်းနဲ့မြန်ကြီးငူဒေသကနေတဆင့်စစ်ကူတွေပို့လာပြီးတော့အဲ့ဒီစစ်ကူစစ်ကြောင်းဟာလက်ရှိမှာကမမောင်းမျိုးရဲ့အထက်ဘက်နားကိုရောက်ရှိနေပြီလို့သိရပါတယ်ကမမောင်းနဲ့ကတိုင်တိကတော့ -10 ဝေးပြီးဖာပေါ်ကမမောင်းလမ်းပိုင်းမှာစစ်ကောင်စီရဲ့ကတိုင်တိစခန်းအပြင် ကမာမောင်းဗျူဟာလည်းကြံရှိနေသေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကွားမြို့မှာခုခံရင်းနဲ့တိတ်ဆုံးသွားတဲ့တမဆက်တဲ့တမမှုဘုံမူကြီးတန်းဆိုးဝင်းဟာအလွန်သဘောထားတင်မာသူဖြစ်ပြီးတော့စစ်ဘက်ဆိုင်ရာထူးချွန်သူတအုပ်ဖြစ်တဲ့အတွက်စစ်ကောင်စီအတွက်ကြီးမားသောဆုံးရှုံးမှုဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီသမလာ29ရက်နေ့မှာရခိုင်ပြည်နယ်ကွားမြို့နယ်တစ်ခုလုံးကိုအေအေကအပိတ်တတ်ခိုက်သိမ်းပိုက်ခဲ့ရမှာတမ7တမမူဘုံမူကြီးတန်းစုံဝင်းအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်900ထက်မနည်းသေဆုံးနိုင်ကြောင်းအေအေဘက်ကထုတ်ပြန်ထားပါတယ်သေဆုံးသွားတဲ့ဘုံမူကြီးတန်းစုံဝင်းဟာတမ7တမမူအဖြစ်နဲ့2024ခုနှစ်လာဇန်ပိုင်းမှာစပြီးတော့စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီးဘုံမူချုပ်ယာဒူးကိုတုံးမြင့်ထားပြီးဖြစ်ကား အပွင့်တင်ဖို့အတွက်ဆောင်ဆိုင်နေသူဖြစ်တယ်လို့သိရပါတယ်စစ်ဘက်ရေးရာထူးချွန်သူအဖြစ်နဲ့မှတ်တမ်းရှိတဲ့အတွက်တမဆက်တဲ့တမမှုအဖြစ်နဲ့မင်းအွန်လိုင်းကတိုက်ရိုက်ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဘုံမူကြီးတန်းစိုးဝင်းဟာစစ်တပ်ကသာကြီးစိုးအုပ်ချုပ်ရမယ်ဆိုတဲ့အလွန်တင်းမာတဲ့သဘောထားရှိသူဖြစ်တယ်လို့သိရပါတယ်တပ်ထဲမှာလည်းလက်အောက်ငယ်သားများအပေါ်မှာမညာမတာဖိနှိပ်ရက်ဆက်သူအဖြစ်နဲ့နာမည်ကြီးတယ်လို့သိရပါတယ်သူကဘုံမူကျုပ်ယာရူဖြစ်နေပါပြီလာစာကတော့ဘုံမူကျုပ်ယာရူရဲ့လာစာကိုစားနေပြီအပွင့်တင်ဖို့ပဲစောင့်နေတာပါ အဲ့ဒီလိုတက်မှမှုတွေကိုစေရာဒုခန့်ချုပ်ယုံကအစိုးပြုတင်သွင်းပြီးတော့မှတက်ချုပ်ကနေတိုက်ရိုက်ရွေးချယ်ပြီးတော့ခန့်အပ်ခဲ့တာပါတက်မှဆက်တဲ့တက်မှမှုဘုံမှုကြီးတန်းစုံဝင်းကစစ်ဘက်ဆိုင်ရာထူးကျွန်သူဆိုပြီးတော့မှတ်တမ်းတွေရှိပါတယ်ဘာသာရပိုင်းဆိုင်ရာမှာလည်းထူးကျွန်တယ်အထက်ကပေးအပ်တဲ့တာဝန်ကိုတော့တသွေးမတိန်လိုက်နာတဲ့နေရာမှာလည်းအင်မတမစီကန်းကြီးတဲ့သူလိုက်နာတဲ့လူလို့နာမည်ကြီးပါတယ်တက်မှဆက်တဲ့တက်မှမှုဆိုတာက တက်မှာအနာကရာဓုအလားလာတိတ်ကောင်းတဲ့သူမျိုးတွေမှာဖြစ်တာပါဥပမာဆိုရင်တက်မဆက်တဲ့တက်မမှုထဲမှာထူးချွန်သူဖြစ်တဲ့ဘိုးချုပ်ကြီးသူရရွှေမန်းတို့ဘိုးချုပ်ကြီးလှထေးဝင်းတို့ဆိုရင်နံပါတ်3ညိနှိုင်းကွက်ကလေးရာဓုအထိကိုရောက်ခဲ့မှုပါတယ်တက်မဆက်တဲ့တက်မမှုဆိုတာတက်ထဲမှာတကယ့်ကိုထူးချွန်ပြီးတော့စီကန်းတေဝတ်တဲ့သူတွေအစင်လာကြီးမားတဲ့သူတွေကိုပဲခန့်တာပါတကယ်သာသူတိုက်ပွဲမှာကြာသွားတယ်ဆိုရင်တော့တက်အတွက်အင်မတန်မှကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။တပ်မဆက်တဲ့ဟာရန်ကုန်တိုင်းအင်းနိုင်မှာတည်ရှိတဲ့ချင်းမြန်တပ်မဌာနချုပ်တစ်ခုဖြစ်ပြီးတော့နေပြည်တော်စေယုံကကကြီးရဲ့တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာရှိတဲ့တိုက်ခိုက်ရေးတပ်မတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။အေအေကဒီဇင်ဘာလ15ရက်နေ့ကစတင်ပြီးတော့ဂွားမြို့အခြေစိုက်တိုက်ရင်နှိုင်းရင်ဖြစ်ကြတယ်။ခမရ96နဲ့နဲ့ခမရ963တိုက်ရင်တို့ကိုထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးတော့ဒီဇင်ဘာလ26ရက်နေ့နေ့လယ်7:00နာရီအချိန်မှာအဲ့ဒီဂွားအခြေစိုက်တိုက်ရင်နှိုင်းရင်စလုံးကိုရှင်းစင်နောက်ဆက်တရက်ထဲမှာတင်သိမ့်ပိုက်က ဂွားမြုံနဲ့တစ်ခုလုံးကိုတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update သတင်းကတော့စိတ်ကောင်းစီအတွက်တိုက်ပွဲဝင်ရင်းနဲ့တိုက်ပွဲမှာတည်ဆုံသွားခဲ့တဲ့ ဘုံမှုတယောက်ရဲ့မိမဖွင့်ထားတဲ့မုံဆုံးမတို့ရွာမိုဟင်းကားဆိုင်ကိုစစ်ကောင်စီကဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်မဟာမြိုင်ရက်ကွက်နှစ်မနော်ရမန်ပန်းချံရှိမှာစတင်ဖွင့်လှစ်ခဲ့တယ်။မုံဆုံးမတို့ရွာမိုဟင်းကားဆိုင်ကိုဒီဇင်ဘာလ30ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီကညွှန်ကြားတဲ့အတွက်စီမံဝင်နှန်းများဥဆောင်တဲ့စစ်ကောင်စီအုပ်စုကဆိုင်ကိုဝင်းအောင်စီးနှင်းပြီးတော့ဖျက်ဆီးသွားတယ်လို့ဒေသခံတချို့ကပြောပြခဲ့ပါတယ်။မုံဆုံးမတို့ရွာမိုဟင်းကားဆိုင်ဟာ ကရင်နေပြည်တိုက်ပွဲမှာတေဆုံးခဲ့တဲ့စစ်တပ်ကတို့အပတ်စဉ်59ကြောင်းစင်ဘုံမူကောင်းမြတ်ဆိုးရဇနီးဒေါ်အေးခိုင်ပိုင်ဆိုင်ကြောင်းတက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ် ်ဒီမောဆုံးမှာကိုကောင်းမြတ်ဆိုကြတာနှစ်နှစ်ကျော်သွားပြီသူ့ရဲ့မိမမအေးခိုင်ကမကွေးစာတိပါလို့စစ်ကောင်စီရဲ့တပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်မောဆုံးမတို့ရွာမုံဟင်းကားဆိုင်မှာဈေးရောက်ချကြတဲ့အမျိုးသမီး၃ဦးစလုံးဟာခင်မုန်းတယ်များဆုံးမသွားပြီဖြစ်တဲ့အတွက်စိုင်းနာမည်ကိုမောဆုံးမတို့ရွာလို့နာမည်ပေးခဲ့ခြင်းဖြစ်ကြောင်းမောဆုံးမတို့ရွာမုံဟင်းကားဆိုင်ရဲ့ Facebook လူမှုကွန်ရက်ပေါ်မှာကနဦးရှင်းလင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်သို့တော်လည်းခင်မုန်းဖြစ်သူများဟာဘာအတွက်ကြောင့်ဆုံးပါသွားတယ်ဘသူတွေဖြစ်တယ်ဆိုတာကိုတော့ဖော်ပြထားခြင်းမရှိပါဘူး မုတ်ဆုံးမတို့ရွာမိုဟင်းကားဆိုင်ဖွင့်ပွဲကြော်ညာများ Facebook လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာပြီးတဲ့နောက်အာနာသိန်းစစ်ကောင်းစီတပ်ကိုထောက်ခံသူများကစုံစမ်းစစ်ဆေးရန်လှုံ့ဆော်မှုများရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာတေဆုံနေကြတဲ့စစ်ကောင်းစီတပ်သားများရဲ့နောက်ထပ်မိသားစုများကိုအထူးသဖြင့်စစ်သားမယားများကိုလှောင်ပြောင်းအမိပေးထားခြင်းဖြစ်တယ်လို့စွပ်စွဲကား စစ်ကောင်စီထောက်ခံသူများကအရေးယူပေးကြရန်လှုံ့ဆော်ခဲ့ကြပါတယ်။ဒါ့အပြင်မန္တလေးမြို့ကစစ်တပ်ထောက်ခံတဲ့ဗေဒင်စရာတအူးကလည်းမန္တလေးကိုကယ်တင်ကြဆိုတဲ့ခေါင်းစဉ်နဲ့မော်ဝင်းကားဆိုင်ရဲ့နာမည်ဟာမန္တလေးမြို့အတွက်အတိတ်နမိတ်မကောင်းဘူးဆိုပြီးတော့အဲ့ဒီဆိုင်ကိုစီစစ်ရန်ဆိုပြီးတော့ရေးသားခဲ့သေးတယ်လို့သိရပါတယ်။အဲ့ဒီဗေဒင်စရာဆိုသူကစစ်တပ်ကအရာရှိကတော်များကိုရရပြုတ်လုပေးနေသူဖြစ်ကြောင်းမြို့ကန်တချို့ကပြောပြထားပါတယ်။အဲ့ဒီနောက်မှာတော့မုံဆိုးမယွာမော်ဝင်းကားဆိုင်ဖွဲ့ပြီးတရက်အကြာဒီသမားက30ရက်နေ့မနက်7:00နာရီဝင်းကျင်မှာစစ်သားနဲ့စီပင်ဝန်ထမ်းများ ပူးပေါင်းပြီးတော့စိုင်းကိုစစ်ဆေးတယ်ဆိုပြီးတော့ဝင်းရောက်ဖျက်ဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ light truck ကားနဲ့ပစ္စည်းတွေကိုတန်နေတာတွေ့တယ်။အတွင်းထဲကပစ္စည်းတွေကတော့အကုန်လုံးရိုက်ခွဲထားတာဖျို့ဖျဲနဲ့ပေါ့။အပြင်ကစိုင်းမုတ်ကြီးကိုတော့အဝိစနဲ့အုပ်ထားတယ်လို့မြို့ကန်တဦးကပြောပါတယ်။မုံဆုံးမရွာမုံဟင်းကားဆိုင်ကို license လျှောက်ထားဆဲဖြစ်ပြီးတော့ဝင်းရောက်စစ်ဆေးနေခြင်းဖြစ်ကြောင်းစစ်ကောင်စီဘက်ကတရင်ဖြန့်ခဲ့ပါတယ်။သို့တော်လည်းအမှန်တကယ်မှာတော့စိုင်းကိုဝင်းရောက်စစ်ဆေးတယ်ဆိုပြီးတော့ တဆိုင်လုံးကိုရိုက်နှက်ဖျက်ဆီးထားပြီးစိုင်းဘုတ်ကိုပါဖြုတ်ချသွားခြင်းဖြစ်တယ်လို့ဒေသခံများကပြောပါတယ်။မုံဟင်းကားဆိုင်ဖျက်ဆီးခံရပြီးတဲ့နောက် Facebook လူမှုကွန်ရက်ပေါ်မှာမိုးစုံမတို့ယူအောင်မုံဟင်းကားဆိုင်အမည်ရှိတဲ့ Facebook page ခါလဲရှာဖွေလို့မရတော့ဘူးလို့သိရပါတယ်။စိုင်းဖြတ်သိမ်းခံရမှုနဲ့ပတ်သက်ပြီးတော့စိုင်းရှင်ဒေါ်အေးခိုင်ကိုတော့ဆက်သွယ်စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်ねကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ် ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းတာမွေမြို့နယ်စိုက်ကဆိုင်အားကစားကွင်းမှာဒီကနေ့ပြုလုပ်မယ်နှစ်တကူပွဲတော် New Year Countdown မှာခိုင်ရန်ဖြစ်ပွားတဲ့လူငယ်များ၊မူရရန်ကားတဲ့လူငယ်များနဲ့ အချိန်မဲ့အနေမဲ့လူငယ်များကိုစစ်မှုထမ်းတပ်သားတက်များအဖြစ်နဲ့အကြမ်းဖက်စစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးရန်ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ31ရက်နေ့တာမွေမြို့နယ်ကြိုက်ကဆန်ကွင်းမှာနှစ်သက်ကူပွဲတော် New Year Countdown ပြုလုပ်မှာဖြစ်ပြီးတော့အဲ့ဒီပွဲအတွဲမှာလုံခြုံရေးတွေတင်းကျပ်ထားတယ်လို့သိရပါတယ်။ပွဲအတွဲမှာခိုက်ရန်ဖြစ်ပွားတဲ့လူငယ်များမူးယစ်ရန်ကားတဲ့လူငယ်များနဲ့အချိန်မဲ့အနေမဲ့လူငယ်များကိုတပ်သားတက်များအဖြစ်နဲ့စုဆောင်းပြီးတော့ဖမ်းဆီးရန်အတွက်ပြင်ဆင်ထားတယ်လို့သိရပါတယ်။အဲ့ဒီပွဲမှာစစ်တပ်ရဲနဲ့ပြူစောထင်းများက အရက်ဝတ်များတဲ့သားမကယူနီဖောင်းအပြည့်စုံနဲ့ပါလုံလုံရေးယူကြမှာဖြစ်တယ်လို့သိရပါဗျ။ပွဲအတွင်းမှာပြည့်မှုကျွလွန်တဲ့လူငယ်တွေကိုဖမ်းဆီးပြီးတော့ စစ်မှုထမ်းအဖြစ်နဲ့စုဆောင်းဖို့ယာရားတယ်လို့သိရပါတယ်။မူရင်ရန်ကားတဲ့သူတွေကိုလည်းတပ်သားတဲ့အဖြစ်နဲ့စုဆောင်းခံရမယ်လို့သိရပါတယ်။ကောင်းကောင်းမွန်မွန်လာတဲ့သူတွေကိုတော့ပေါ်တာဆွဲတာမျိုးညွှန်ကြားထားတာမရှိဘူးလို့ထွေအုပ်သတင်းအရေးမြစ်ကရှင်းပြထားပါတယ်။2025ခုနှစ်နှစ်သက်ကူပွဲတော် New Year Countdown ပွဲအတွက်စစ်တပ်ထုတ်ကုန်ဖြစ်တဲ့မြန်မာဘီယာနဲ့အရက်များကိုလည်းရောင်းချမှာဖြစ်ပြီးတော့အဲ့ဒီနေ့ညတညအတွက်တော့ညမထွက်ရအမိန့်ကိုပယ်ဖြတ်ထားတဲ့အမိန့်စာတွေလည်းထွက်ရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။ဒီသမားက31ရက်နေ့ညနှစ်သက်ကူညအတွက်တော့ညမထွက်ရအမိန့် ိတ်ကိုပယ်ဖြတ်တဲ့အမိတ်စာလဲထွက်ရှိထားပါပြီအဲ့ဒီညတော့ဖမ်းတာစီတာရှိမှမဟုတ်ပါဘူးပွဲအဝင်ဝမှာမြန်မာပြည်အနေနဲ့အရက်တွေကိုလဲခွင့်ပြုချက်နဲ့ရောင်းချမယ်လို့သိရပါတယ်လို့ထွေအုပ်သတင်းအရေးမြစ်ကပြောဆိုထားပါတယ်အကြမ်းမဆစ်ကောင်စီကလာမယ့်ဇန်နဝါရီလမှာစတင်မယ်စစ်မှုထမ်းအပတ်စဉ်၉အတွက်လူသစ်ကြိုတင်စုဆောင်းနေပြီးတော့အထူးသဖြင့်ပွဲလန်းတပင်းများဟာတပ်သားတွေများစုဆောင်းရန်ပြစ်မှတ်နေရာများဖြစ်လာတယ်လို့စုံစမ်းသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတရားဝတီမြို့နယ်မှာတပ်ဆွဲထားတဲ့အချက်မဲ့စစ်တပ်ကမြို့ပေါ်လုံခြုံရေးဆိုပြီးတော့ပြည်သူများကိုအတင်းအဓမ္မစစ်တင်တန်းတွေပေးနေပြီးအမာခံပြူစောတိများကိုလည်းလက်နက်တွေတပ်ဆင်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဒီသမလာဇမ်းပိုင်းကစတင်ပြီးတော့တရားဝတီမြို့နယ်30မြို့မှာရှိတဲ့ဓမ္မတုခကျောင်းတိုင်းဝင်းအတွင်းမှာတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီအင်အားတထောင်ခန့်ရှိတယ်လို့သိရပါဗျ။အခုလိုမျိုးအင်အားအလုံးရဲနဲ့တပ်ဆွဲထားပြီးတဲ့နောက်ဒီဇင်ဘာလ26ရက်နေ့မှာတော်လိုင်းရေးတပ်ဖွဲ့များကတာယာဝတီခရိုင်အတွင်းမြို့သိမ်းတိုက်ပွဲများဖြစ်ပွားလာနိုင်တဲ့အတွက်ပြည်သူများကိုသတိပေးနှိုးဆော်ချက်များထွက်ပေါ်ပြီးတဲ့အချိန်ကစတင်ပြီးတော့စစ်ကောင်စီက30မြို့နဲ့တာယာဝတီမြို့နယ်အတွင်းကပြည်သူများကို မြို့ပေါ်လုံခြုံရေးဆိုပြီးတော့ပြည်သူများကိုအထင်အဓမ္မစစ်တင်နန်းနေပေးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တက်က၎င်းတို့စစ်တင်နန်းပေးထားတဲ့ပြည်သူတချို့ကိုလက်နက်တပ်ဆင်ပေးထားပြီးတော့စစ်တပ်အမကန်ပြူစောတိအများစုကိုတော့လက်နက်တွေတပ်ဆင်ပေးထားတယ်လို့သိရပါတယ်။30မြို့ဓမ္မဒုက္ခကျောင်းတိုက်ဝင်းအတွင်းမှာစစ်ခွေးတွေကမြို့ပေါ်လုံခြုံရေးအတွက်ဆိုပြီးတော့ပြည်သူတွေကိုအထင်အဓမ္မစစ်တင်နန်းနေခေါ်ပေးတာတွေလုပ်နေပါတယ်။နောက်ပြီးတော့ရက်ကွက်အုပ်စုတွေကစစ်ခွေးအမကန်ပြူစောတိတွေကိုလည်းလက်နက်တွေတပ်ဆင်ပေးနေပါတယ်လို့တော်လန်ရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ဒါအပြင် တာယာဝတီခရိုင်အတွင်းမှာကြန့်ရှိနေသေးတယ်။လဗရန်မြို့နယ်၊မင်းလာမြို့နယ်၊အုတ်ဖုံမြို့နယ်၊မိုးညုံမြို့နယ်၊ဂျိုးပင်ကောက်မြို့နယ်၊နတ်တလင်းမြို့နယ်နဲ့ဇီးကုံမြို့နယ်များမှာလည်းအကြမ်းဖက်ဆက်တက်ကပေါ်တာဆွဲဖမ်းဆီးမှုများ၊ငွေညှစ်မှုများကိုဇက်တိုက်ပြုလုပ်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခမောင်။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်။